အဲကျွန်တော်တို့ဒီပကြီကားကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီကိုဗစ်မတိုင်ခင်ရတာပေါ့နော်ကျွန်တော်ဒီတဘာဝဘေးကိစ္စတွေအပြင်နောက်ပိုင်းကိုဗစ်အဲကိုဗစ်ပလစ်ချင်နောက်ပိုင်းအထူးသဖြင့်ကျွန်တော်ရေဘေးကိစ္စတွေအဲ့မှာတည်းကကျွန်တော်တို့ဒီအဲကျွန်တော်အပါဝင်အထူးသဖြင့်ကျွန်တော်အားပေါ့နော်ကျွန်တော်အားဒီပကြီကားလေးတွေအဲကို့မှာငွေကြီးလဲဘယ်လိုပြောလဲလူနိုင်တယ်ဆိုပေမဲ့ဗျာတစ်ဖက်မှာကို့ရဲ့အမှုပညာနဲ့ပေါ့ကို့ရဲ့အမှုပညာနဲ့ဒီရောက်ချပြီးတော့ရငွေရောအားလုံးကိုဟိုလှူတဲ့ပီတိစိတ်လေးပေါ့နော်ဖြစ်ချင်တဲ့ဆွဲကြောင်းလို့ကျွန်တော်အဲ့ဒီကာလရမှာတည်းကဒီပကြီကားလေးတွေရောင်းပြီးတော့လှူတာလေးလုပ်ခဲ့ပေါ့နော် ဲ့တော့ကျွန်တော်လောက်တာရေကျွန်တော်မြင်တော့ကျွန်တော်ဒီအသီးမိတ်ဆွေတွေတငယ်ချင်းတွေဒီပကြီနဲ့ပတ်သက်တဲ့တငယ်ချင်းတွေတော်များကအဲကျွန်တော်လည်းလာကူညီတော့ပြီးတော့သူတို့ကားလေးလည်းအတူတူပါရောင်းပြီးတော့ပါဝင်ခြင်းနဲ့ဆိုပြီးတော့အဲ့ကာလမှာလည်းကျွန်တော်ပါဝင်ခဲ့တဲ့ရေဘင်းတော့လည်းပဲအဲကျွန်တော်တို့ဒီကား40 50လောက်ပေါ့နော်အဲ့လောက်ကျွန်တော်တို့ပကြီကားရောင်းပြီးတော့ရောင်းရငွေဒီတရားရာခိုင်တော့ပေါ့နော်တရားရာခိုင်တော့ကို ကျွန်တော်တို့ရောင်းပြီးတော့အဲ့ဒီတော့လည်းအကုန်လုံးလှူခဲ့တာတွေမျိုးကြီးရှိတယ်။အခုထပ်ပြီးတော့ဒီငလင်ပေါ့နော်ငလင်ကိစ္စမှလည်းပဲအဲကျွန်တော်ဒီလိုမျိုးတွေလှုပ်ပြီးတော့ဒီအလှူကိစ္စတွေလုပ်မယ်ဆိုပြီးစနေလိုက်တော့အဲကျွန်တော်အရင်ကပါဝင်ခဲ့တဲ့တငယ်ချင်းအသီးမိတ်ဆွေတွေရောအဲထပ်ပြီးတော့ဒီပကြီးနဲ့ပတ်သက်တဲ့မိတ်ဆွေတွေအားလုံးကပါအဲဒီဒီငလင်ကိစ္စမှအဲ့လိုမျိုးရောင်းပြီးတော့ကူကြတဲ့ပုံစံမျိုးပေါ့ဒါကကျွန်တော်တို့အရင်ဒီကပ်ဘေးကိစ္စတွေမှလည်းကျွန်တော်တို့ဒီအလှူလေးလှုပ်ဖြစ်ကြတဲ့ပုံစံမျိုးလေးပါဗျာဟုတ်ဟုတ်မင်္ဂလာပါဗျာဟုတ် အအဓိကတော့ကျွန်တော်တို့ဒီအရင်တချို့ကိတ်ကာလိုက်မှာကြားလို့ရှိရင်တော့ကျွန်တော်ကျွန်တော်ဒီတယောက်ထဲသွားတာပေါ့နော်အနောက်ပိုင်းကျွန်တော်ဒီ drink cloud ဆိုရဲအကျွန်တော်ဒီပကြီးလက်မှုအဖွဲလေးရှိတယ်အဲအဲ့ဒီအဖွဲလေးမှာဆိုလို့ရှိရင်တော့အဲဒါကျွန်တော်တို့ဒီကျွန်တော်အပါဝင်အဖွဲဝင်9ယောက်ပေါ့နော်အဲအဲ့ငံ9ယောက်မှာမှအကုန်လုံးကတော့ဥစားဥရလောက်ကြရဲဆိုပေမဲ့ကျွန်တော်ကအငယ်ဆုံးလဲဖြစ်တယ်ဆိုရဲကြောင့်မလို့ကျွန်တော်ကဟိုပို့ပြီးတော့ဟိုလုတ်လုတ်ပေးဖြစ်တယ်လုတ်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့လိုကြောင့်မလို့အဲကျွန်တော်ဒီ drink cloud ဆိုရဲအဖွဲခေါင်းစဉ်နဲ့အဲကျွန်တော်ဒီကာလာမှာဆိုလဲ drink cloud ဆိုရဲ ဖွဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဥဆောင်တယ်အဥဆောင်ပြီးတော့ပကြီကားအရင်ဆုံးထုတ်ရအောင်တယ်အထုတ်ရအောင်ပြီးရောင်ရငွေအဲ့လိုမျိုးဒီ100%လှူတဲ့အချိန်မှာဆိုလို့ရှိရင်အကျဉ်းတဲ့သူတွေပါကျွန်တော်အဖွဲ့ကိုမြင်ပြီးတော့အကျဉ်းတူလဲလှူကျင်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ drink cloud ရဲ့နောက်ကနေပြီးတော့ကျွန်တော်ဒီ artist တွေကဟိုလာပြီးပူးပေါင်းပါဝင်ကြတဲ့ပုံစံမျိုးပေါ့ဗျာဟုတ်အဲအခုကျွန်တော်တို့ဒီလက်ရှိဆိုလို့ရှိရင်အဲကျွန်တော်ဒီပကြီကားတွေအဝတ်တွေဒီလက်မှုပစ္စည်းတော်များက အာအနည်းဆုံး30ဝန်းကျင်လောက်ပေါ့နော်30ဝန်းကျင်လောက်တော့ကျွန်တော်တို့ရောင်းရတယ်အဲရောင်းရငွေအားဖြင့်ဆိုလို့ရှိရင်အနည်းဆုံး60ဝန်းကျင်လောက်ရှိမို့တိ60ဝန်းကျင်လောက်တော့ကျွန်တော်ရခဲ့တယ်အဲရခဲ့တယ်တခြားဒီအလှငွေဘာညာနဲ့ဆိုလို့ရှိရင်တော့တခြားကျွန်တော်တို့ဒီလှူရမြေပြီးတော့အလှငွေအတချို့ကြတော့ပကြီးကားမယူဘဲနဲ့ပေါ့နော်ပကြီးကားမယူအလှငွေပဲထည့်ဝင်နေဆိုပြီးတော့လာပြီးပူပေါင်းပါဝင်ကြဆိုတိ130လောက်တော့ရခဲ့ရပေါ့နော်အဲရခဲ့ပြီးတော့ကျွန်တော်ဘာလှူခဲ့လဲဆိုရင်အဲကျွန်တော်ပထမတစ်တုပ်အနေနဲ့ဆိုလို့ရှိရင်အိမ်တော်စု အယောက်200စာပေါ့အယောက်20 200စာအတွက်ကိုကျွန်တော်တို့ဒီကော်ဘူးလေးပေါ့နော်ပလတ်စတစ်တစ်ခါသုံးဘူးလေးနဲ့ဒီ save အစုံလေး save 18မျိုး18မျိုးလောက်ပါတယ်အဲ့မှာမှာကျွန်တော်တို့ဒီတေချာလေးတွေအဲဒီဆေးလေးထည့်တယ်ပြီးနောက်ခံပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖျားနာပြောက်ဆေးတို့နှာဆေးပြောက်တေချာလေးရေးတယ်စနစ်ကြပါတော့ဒါပြည့်ပြောင်းရင်ဒါတွေကအချိန်လက်ပို့ပေးရတယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့အိမ်တော်စုအယောက်200စာအတွက်လှူခဲ့တယ်အဲ့ပြီးဒီနေ့မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ထပ်ပြီးတော့နောက်ထပ်စကိုင်းဘက်ကအိမ်တော်စုနောက်ထပ်200စာအတွက်ကို အဲကျွန်တော်ဆေးဝါးလေးတွေပြီးကျွန်တော်တို့အာစာငါးမျိုးပေါ့စာငါးမျိုးဆိုဘာလဲဆိုလို့ရှိရင်အဲစံစီစာဆေးပေါ့နော် အဲကျွန်တော်တို့ဒီဒုတိယအတုံးအနေနဲ့ဆိုကျွန်တော်တို့ဒီစာစီစာစီပေါ့နော်ကျွန်တော်တို့ဒီစာငါးမျိုးဆိုပြီးစာစီစာစီအဲပြီးလို့ရှိရင်တခြားဒီကျွန်တော်တို့ကုံကြောက်တွေဖြစ်တဲ့အဲဘာလဲဆိုငါးတက်တာတွေအဲပြီးလို့ရှိရင်တခြားကျွန်တော်တို့ဇလုံးကြီးဆိုတဲ့အတုံးအစုံပြီးလက်ဖက်တွေကျွန်တော်တို့အဲအလေးတွေအကုန်လုံးကိုအဲဆိုတော့ကျွန်တော်တို့ရင်တစ်ခေါက်လှူခဲ့တဲ့အတိုင်းပဲစေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကော်ဘူးလေးတွေနဲ့တခြားစနစ်တကျထည့်တယ်အဲပြီးလို့ရှိရင်အဲ့ခုနစာစီစာအဲစေးတွေအကုန်လုံးလည်းပဲကျွန်တော်တို့ဘာလဲဆိုရင်ဂျက်ဖာလေးပေါ့ဂျက်ခဂျက်ဖာလေးနဲ့ကျွန်တော်တို့ဒီအိမ်သာစုတစုဆိုလို့ရှိရင်ဂျက်ဖာတစ်ခုပုံစံမျိုးနဲ့ ကျွန်တော်တေချာလေးစနစ်ကြထည့်ပြီးတော့အဲကျွန်တော်ကတော့ပြောခဲ့တဲ့ဒီစကိုင်းဘက်ကိုအိမ်တော်စုအယောက်200စာအတွက်ကိုကျွန်တော်ဂျက်ဖာဘူးငါဂျက်ဖာဘုံ200ပေါ့နော်ဂျက်ဖာဘုံ200လည်းပေးဖို့တယ်အပြစ်ထပ်ပြီးတော့ဒီအခုကမိုးရင်းကာလဒီအစောပိုင်းဒီတကြံတကြံမတိုင်ခင်ရွာရွာရွာနေရကျွန်တော်မြင်းနေရဆွဲကြောင်မလို့ဒီတန့်နေပေါ့နော်ဒီအမိုးတန့်နေကိုကျွန်တော်တို့စေပင်ပက်လေတန့်နေကျွန်တော်တို့၁၀ခုလောက်ပေါ့၁၀ခုလောက်ကိုကျွန်တော်တို့ဒီမနဲ့ပဲကျွန်တော်ပေးဖို့ခဲ့တယ်ဗျဟုတ် အဲဘယ်လိုပြောရမလဲဆိုကျွန်တော်တို့ဒီဒီပကြီးကိစ္စရေမတိုင်ခင်ကကျွန်တော်အလှငွေနဲ့အလှူအားလေးရှိရပါတော့ဒါပေမဲ့အလှငွေတဲ့ဆိုင်ကျွန်တော်တို့ကဒီဒီအမှုပညာလှုပ်အားပါတော့အဓိကကျွန်တော်တို့လှုပ်အားပဲပေါ့လှုပ်အားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဖန်တီးထားတဲ့လက်ရာလေးတွေရောင်းချပြီးတော့ ဟိုဒီကူလိုက်ရတယ်ကူဖြစ်သွားတယ်ဆိုတာကပြောမယ်ဆိုလို့ရှိရင်ဗျာဟိုဘယ်လိုပြပီတိလည်းဖြစ်ရတယ်လို့ဟိုဝန်းနေမှုလည်းရှိရမှာဝန်းနေမှုဆိုကျွန်တော်ဘာလဲဆိုလို့ရှိရင်ဟိုပွင့်လင်းပြရတယ်ကျွန်တော်ပကြီရေးဆွဲတဲ့သူတွေကဟိုသူတို့ပကြီကဟိုကျွန်တော်ဒီမာစတာပြီပကြီကမဟုတ်တော့ ဟိုလူတိုင်းဘယ်လိုပြောမကြိုက်တဲ့ပကြီကားဖြစ်တော်မှာတခြားသူမကြိုက်တဲ့ပကြီကားဖြစ်တော်မှာဟိုသူတို့ဖန်တီးထားတဲ့လက်ရာတွေကသူတို့ရဲ့သားသမီးတွေလိုပဲဗျာဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ဘသူမှတခြားသူပြေးလိုက်ပြစီတော်ဒါဝန်နေတဲ့ခံစားချက်ကရှိတယ်အဲအဲ့လိုမျိုးအနေထားတွေမှာအဲကျွန်တော်တို့ဒီပကြီကားတွေရောင်းရတယ်ရောင်းရတယ်လှူဖြစ်သွားတဲ့အနေထားမျိုးဆိုဘယ်လိုပြောရမလဲဆိုတော့ ို့ပကြီးကတခြားတယောက်ကဝယ်သွားတယ်ဆိုတော့အဲ့မှာတွေပဲကျွန်တော်တို့ကဝယ်သွားစီဖြစ်စီပေးလိုက်စီဖြစ်စီဟိုသူတို့ကဟိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ခုနကျွန်တော်ပြောခဲ့သူတာသမီတွေကိုဗျာလူမျိုးပေးလိုက်ရတဲ့ပုံစံမျိုးအဲ့လိုခံစားရဆိုတော့ကျွန်တော်တို့က one name မှုတော့ဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာဘယ်လိုဖြစ်လဲဆိုရင်ဟိုသူတို့ရဲ့ဒီအမှုပညာအားလေးနဲ့ဟိုဒီတစ်ဖက်မှာဒီအကူအညီဖြစ်လိုက်ရတဲ့ခံစားချက်ကကြတော့ဟိုခုနကစိတ်ကိုလုံးဝစန့်ကျင်ပဲဖြစ်သွားစေတယ်ပေါ့အဲ့ကြောင့်မို့သူတို့ကပုံမှန်ဆိုလို့ရှိရင်ဟိုလူငယ်တဲ့စာလို့ရှိရင်သူတို့ရဲ့ဒီအမှုပညာအားလေးနဲ့ပဲဟို လူပြတ်သွားဖို့တော့ကိုလူငွေစွာတဲ့ဒီပကြီကားလေးဝယ်ပြီးတော့အားပေးကြဖို့တစ်ဖက်မှာပို့ပြီးတော့စိတ်အားထက်သန်ကြရပြကျွန်တော်ဒီဘက်မှာ artist တရားကြတော့ဟုတ်ကဲ့ဗျအဲဒီလလောကတော့ကျွန်တော်ဒီငလင်ဖြစ်တဲ့ data အများစုဖြစ်တဲ့ကျွန်တော်တို့ဒီအင်းလေးပေါ့နော်အင်းလေးရှိမယ်ကျွန်တော်မန်းလေးရှိမယ်စကားရေးရှိမယ်အဲဒီအဲ့သုံးခုစလုံးတော့ကျွန်တော်တို့ဒီမျှပြီးတော့ ပြင်းတော့ကျွန်တော်တို့ manly bag ဆိုလို့ရှိရင်လည်းဒီစေးဝါးနဲ့ကျွန်တော်တို့ဒီခောက်ဆွဲချောက်ဘူးတွေပေါ့နော်ခောက်ဆွဲချောက်ဘူးတွေထူးထူးဖြင့်ဒီထပ်ပြီးတော့ manly နဲ့စကိုင်းဘက်ကြတော့ကျွန်တော်ခုနကပြောလို့စေးဘူးတွေအဲပြီးလို့ရှိရင်ကျွန်တော်တို့ခောက်ဆွဲချောက်ဘူးတွေကျွန်တော်ဒီအိမ်အောင်စုတွေအတွက်စန်စီစားရေပေါ့နော်အဲအဓိကတော့8ဒေတာ3ခုတော့ကျွန်တော်တို့ကူဖြစ်တယ်အဲထပ်ပြီးတော့ကျွန်တော်ပြန်လည်ထူထောင်မှာလည်း ရထားပါလဲဆိုလို့ရှိရင်အပြစ်နောက်ပိုင်းဖြစ်နေတဲ့ကျွန်တော်မိုဘိုင်းဒရိုင်းလက်ကိစ္စတွေအဲပြီးလို့ရှိရင်နောက်တစ်ခုဟိုတချို့အင်လီဘက်မှာဆိုလို့ရှိရင်လည်းအိမ်တော်များများကအိမ်သာစု300ကျော်ရှိလို့ရှိရင်250 260နီးပါးလောက်ကကျွန်တော်ပြိုသွားရေကျွန်တော်မြင်တွေ့နေရရဆိုတော့ကျွန်တော်တို့ဒီအဲ့ဒီအိမ်ပြန်လည်တိဆောက်ရေးပေါ့နော်အိမ်ပြန်လည်တိဆောက်ရေးမှာလည်းကျွန်တော်ပါဝင်သွားဖို့အတွက်နည်းနည်းစူးစမ်းနေရပေါ့ဗျာဟုတ်